ပထမဆုံးအနေနဲ့ဂါဇာကနေဘယ်ပါလက်စတိုင်းကိုမှဘယ်သူကမှမောင်းမထုတ်ပါဘူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသတင်းတောက်တွေရဲ့မေးမြန်းချက်ပေါ်ပြန်လည်ဖြေကြားခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ထရန့်ဟာအင်ဂျီရောမှာအိုင်ယာလန်ဝန်ကြီးချုပ်မိုက်ကယ်မာတင်နဲ့တွေ့ဆုံခဲ့ခြင်းဂါဇာအကြောင်းကိုသတင်းတောက်တွေကမေးခဲ့တာပဲဖြစ်ပါတယ်။ထရန့်ဟာအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့ဇန်နဝါရီလကအင်ဂျီရောမှာတွေ့ဆုံခဲ့တာဖြစ်ပြီးဂါဇာမှာပါလက်စတိုင်းတွေအားလုံးကိုဖယ်ရှားမယ်လို့ပြောခဲ့ပူပါတယ်။ အစ္စရေးနဲ့ဟာမတ်တို့အပြစ်ခတ်ရက်စဲရေးသဘောတူညီခဲ့ပြီးတဲ့နောက်မှာပါလက်စတိုင်းတွေကိုအ ਨੇ ဆုံးယာယီရွှေ့ပြောင်းမှုတွေပြုလုပ်တင်တယ်လို့ပြောခဲ့တာပဲဖြစ်ပါတယ်။မိုက်ကယ်မာတင်ကလည်းဂါဇာမှာအပြစ်ခတ်ရက်စဲရေးပြုလုပ်နေချိန်မှာအကူအညီပေးမှုတွေပြုလုပ်ဖို့နဲ့ဖမ်းဆီးကန်တရားခံတွေအလုံးလွှတ်ပေးဖို့ပြောဆိုထားပါတယ်။အိုင်လန်နိုင်ငံအမေရိကန်နဲ့တူပူးပေါင်းပြီးယူကရိန်းရဲ့အရှေ့လေပိုင်းမှာရေရှည်တည်တဲ့ငြိမ်းချမ်းရေးဆောင်ရွက်ဖို့အသင့်ရှိတယ်လို့လည်းမိုက်ကယ်မာတင်ကပြောပါတယ်။ အိုင်လန်နိုင်ငံအမေရိကန်နဲ့2024ခုနှစ်မှာဒေါ်လာ41.6ဘီလီယံကုန်သွယ်မှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။အမေရိကန်ကလည်းအိုင်လန်ကိုဒေါ်လာ18.9ဘီလီယံကုန်ပစ္စည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ထရန့်က EU နိုင်ငံတွေဟာအမေရိကန်ပေါ်အမျက်ထုတ်တယ်လို့ပြောဆိုခဲ့ဘူးသလိုအိုင်လန်လည်းအဲ့ဒီတည်းမှာပါလာလို့မေးခဲ့တဲ့အပေါ်မှာလည်းပါတယ်လို့ပြောခဲ့ပါတယ်။ထရန့်ကအိုင်လန်ပေါ်ကျွန်တော်အရင်လေးစားပါတယ်။ကျွန်တော်တို့အိုင်လန်ကို ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့မျှတမှုတွေလှုပ်ဆောင်ရတာကိုမာတင်နားလဲပါတယ်လို့ပြောပါတယ်။ထရန့်က EU နိုင်ငံတွေပေါ်အခွန်တိုးမြင့်ထားတာကြောင့်လာမယ့်လကစပြီးဒေါ်လာ28ဘီလီယံတန်ဖိုးရှိတဲ့ American ကုမ္ပဏီတွေကိုအခွန်တိုးမြင့်မယ်လို့ဗိုလ်ဒူးနေမှာ EU နိုင်ငံတွေကကြေညာထားပါတယ်ခင်ဗျာ။နောက်တစ်ပုတ်အနေနဲ့အပြည့်ရရေးရုရှားကို American ဖွဲ့တွားရောက်ချိန်မှာပူတင်ကတော့စစ်ဝစ်ဆောင်ဝေပြီးကတ်ဒေတာကိုတွားရောက်ခဲ့ကကျူးကျော်နေတဲ့ယူကရိန်းတွေကိုမောင်းထုတ်ဖို့ညွှန်ကြားခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ ယူကရိန်းမှာအပြစ်ခတ်ရစဲရေးအတွက်ဆွေးနွေးဖို့အမေရိကန်အဖွဲ့တွေကရုရှားကိုတွားခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။ယူကရိန်းနဲ့အမေရိကန်ရာရှိပြီးဆော်ရီအာရေဗီယာမှာဆွေးနွေးခဲ့မှုနောက်ပိုင်းယူကရိန်းကရက်30အပြစ်ခတ်ရစဲမယ်လို့သဘောတူခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုကအခုချိန်ကရုရှားဆုံးဖြတ်ရမယ့်အချိန်ပါလို့ပြောထားပါတယ်။ယူကရိန်းစစ်ဘက်အဆုံးသတ်ဖို့ငြိမ်းချမ်းရေးဆွေးနွေးပွဲကတခုတည်းသောနိလန့်ဖြစ်တယ်လို့လည်းအမေရိကန်တွေကယုံကြည်ထားပါတယ်။ ်အမေရိကန်ဖွဲ့တွေရုရှားကိုလာရောက်ချိန်မှာရုရှားသမ္မတပူတင်ကကတ်စ်ဒေတာကိုတွားရောက်လဲပက်နေတယ်လို့ရုရှားအစိုးရဖွဲ့ကကြေညာထားပါတယ်။ဂျာတာမှာယူကရိန်းနဲ့အမေရိကန်တို့တွေ့ဆုံပြီးနောက်ဇယ်လန်စကီးကနောက်ထပ်လောက်ရမှာကတော့ရုရှားနဲ့သဘောတူညီဖို့အမေရိကန်ကဆောင်ရွက်မှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ရုရှားအစိုးရဖွဲ့ကလည်းအပြစ်ခတ်ရစဲရေးသဘောတူညီမှုကိုလေ့လာနေစေဖြစ်ပြီးထရန့်နဲ့ပူတင်ကြောင်ဖုံးခေါ်ဆုံမှုတွေလည်းရှိနိုင်တယ်လို့ဆိုထားပါတယ်။ အိုင်လန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံချိန်မှာတော့ထရန့်ကယူကရိန်းရုရှားအပြစ်ခတ်ရစဲရေးနဲ့ပတ်သက်ပြီးကောင်းတဲ့သတင်းတွေရထားတယ်လို့ပြောပါတယ်။ကတ်ဒီတာကိုပူတင်အံ့ဩဖွယ်တွားရောက်လဲပတ်မှုကပြီးခဲ့တဲ့ဩဂုတ်လကယူကရိန်းကနေထိုးစစ်ဆင်ပြီးတဲ့နောက်ပထမဆုံးချိန်တွားရောက်ခဲ့တာပဲဖြစ်ပါတယ်။ပူတင်ဟာကတ်ဒီတာနယ်စပ်မှာရှိတဲ့ယူကရိန်းတွေကိုနောက်ဆုံးမောင်းထုတ်ဖို့ရုရှားတပ်တွေကိုပြောဆိုခဲ့တယ်လို့ရုရှားအစိုးရကထုတ်ပြန်ပါတယ်။ပူတင်ရဲ့စစ်တပ်ကိုအမိန်ပေးမှုနဲ့ပါဒီဒေတာတင်ယူကရိန်းတွေအားလုံးမရှိဖို့ ပါရှိတယ်လို့ရုရှားမီဒီယာတွေကလည်းဖော်ပြထားပါတယ်။ယူကရိန်းစစ်ဦးစီးချုပ်ကလည်းကတ်ဒေတာတွေထဲမှာတပ်တွေကိုပြန်လည်ဆုတ်ခွာဖို့ညွှန်ကြားချတာတွေ့ရပါတယ်ခင်ဗျာ။နောက်ထပ်တစ်ပုတ်အနေနဲ့နန်းစံသက်12နှစ်ပြည့်သွားပြီဖြစ်တဲ့ပုံရံမင်းကြီး Francis ကျမ်းမာလာစေချောင်းကဘာတလွားကကက်သလစ်သာသနာဝင်တွေဟာမလ17ရက်နေ့မှာဆုတောင်းခဲ့ကြတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်2013ခုနှစ်မလ17ရက်နေ့မှာယဟန်မင်းအဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ Francis ဟာ ရောမမျိုးကဆေးရုံမှာတယောက်ကုသမှုခံယူနေဆဲဖြစ်ပါတယ်အစုံနှစ်ဖက်စလုံးမှာနမိုနီးယားအဆုတ်ရောင်ယောဂခံစားနေရသလိုအခြားကူးစက်မှုတွေလည်းရင်ဆိုင်ခဲ့ရတဲ့ရဟန်းမင်းဟာအသက်ရှူလမ်းကြောင်းပြဿနာတွေပါခံစားနေရတာဖြစ်ပါတယ်တတ်တော်88နှစ်ရှိပြီဖြစ်တဲ့ရဟန်းမင်းဟာရင်ဘက်အစ္စရေးရိုက်ကြည့်ထားတဲ့မှတ်တမ်းတွေရအခြေအနေတိုးတက်လာတယ်လို့ဗာတီကန်ကထုတ်ပြန်ပါတယ်ဒါပေမဲ့အခြေအနေဟာရှုပ်ထွေးနေဆဲဖြစ်တာကြောင့်ဆေးရုံမှာဆက်လက်ကုသမှုခံယူအောင်မှာဖြစ်တယ်လို့ဆိုထားပါတယ် စေယုံတက်ခရဲကပူရမ်းမင်းကလူမြင့်ကွင်းကနေပျောက်ွယ်နေပေမဲ့အခုလစောပိုင်းမှာသူဇာတိအာဂျင်တီးနားနိုင်ငံရဲ့ဘာသာစကားဖြစ်တဲ့စပိန်စကားနဲ့ပြောထားတဲ့အံဖိုင်ကိုဗာတီကန်စီးတီးစိန့်ပီတာယဉ်ပြေမှာထုတ်လွှင့်ပေးခဲ့တာလည်းတွေ့ရပါတယ်။စွတောင်းပေးကြတဲ့လူတွေအတွက်ဂျေဇုတင်တဲ့အကြောင်းပြောကြားထားတဲ့အံဖိုင်ပါ။အတန်ကမော်ဘီအားနေနေတဲ့ပုံစံမျိုးကြားခဲ့ရပါတယ်။ လက်ရှိမှာနေဘက်ကိုအောက်ဆီဂျင်နှာခေါင်းပိုက်ညဘက်ကိုမတ်စ်နဲ့တက်ပြီးဆက်နဲ့ပေးထားရတယ်လို့သိရပါတယ်ခင်ဗျာနောက်တစ်ပုတ်အနေနဲ့ပါကစ္စတန်စစ်တပ်ကဘလူချစ်စတန်ပြည်နယ်မှာစစ်သေးကြတွေပြန်ပေးဆွဲထားတဲ့ခီးတဲ့တင်ရထားပေါ်ကဒဇာကန်300ကျော်ကိုကယ်တင်နိုင်ခဲ့ပြီလို့မတ်လ12ရက်နေ့မှာပြောကြားလိုက်တဲ့ကြောင့်ကိုဖော်ပြပေးလိုက်ပါတယ်စစ်စင်ရင်အတွင်းစစ်သေးကြ33ဦးတေဆုံးခဲ့တယ်လို့စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ် စစ်စင်ရေးမစခင်မှာဘာလုရှ်လွမြောက်ရေးတပ်မတော် BLA လို့အမည်ပေးထားတဲ့စစ်သွေးကြတွေကအရက်သားတစားကန်22ဦးနဲ့စစ်သား4ဦးကိုတပ်ဖြတ်ခဲ့ကြောင်းစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။တိုက်ခိုက်ခံရချိန်မှာယထားပေါ်မှာခီးတဲ့440ကန်ပါလာတယ်လို့စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကဆိုထားပါတယ်။အဲ့ဒီတဲကအနည်းဆုံးတရာဟာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့အရာရှိတွေကပြောထားပါတယ်။စစ်သေးကြတွေကခီးတဲ့အချို့ကိုတောင်တန်းဒေသစီဖမ်းခေါ်သွားတာမျိုးလည်းရှိနိုင်တယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။ထွက်ပြေးသွားတဲ့ခီးတွေတွေကိုလည်းဆက်လက်ရှာဖွေနေပါတယ်။ပါကစ္စတန်အာလာဘန်နေအပြင်ဗီဒီအမေရိကန်အပါဝင်အနောက်နိုင်ငံများပြားက BLA ကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်ထားတာတွေ့ရပါတယ်။ BLA ဟာဘာလူချစ်စတန်ပြည်နယ်ကိုကိုပိုင်အုပ်ချုပ်ခွင့်ဒါမှမဟုတ်လွတ်လပ်ရေးတောင်းဆိုနေတဲ့လက်နက်ကိုင်အဖွဲ့တွေတဲကတခုဖြစ်ပါတယ်။သူတို့ကပါကစ္စတန်အစိုးရဟာပြည်နယ်ရဲ့တရားစရာတွေကိုအမျက်ထုတ်ပြီးဖွံ့ဖြိုးရေးလစ်လျူရှုနေတယ်လို့စွပ်စွဲထားပါတယ်။ အရင်ကလည်းစစ်တပ် စကန်တွေဗူဒာယုံတွေနဲ့ယထားတွေကိုတိုက်ခိုက်ခဲ့ပေမဲ့ဒီတစ်ခါတော့ယထားကိုပထမဆုံးကျင်ပြန်ပြီးဆွဲခဲ့တာပဲဖြစ်ပါတယ်။ဘာလုရှနိုင်ငံရေးအကျဉ်းသားတွေကို48နာရီတွင်လွှတ်ပေးမှာမဟုတ်ရင်တရားခံတွေကိုတတ်ဖြတ်မယ်လို့ BLA ကချင်းချောက်ခဲ့တဲ့ကြောင်းဒေသခံသတင်းတွေအရသိရပါတယ်။တိုက်ခိုက်မှုတွေမှာစစ်သေးကြတွေဟာယထားလမ်းကိုဖောက်ခွဲခဲ့ပြီးတောင်ကုန်းဥမြင်လှိုင်ကောင်းကြီးကယထားကိုပြစ်ခတ်ခဲ့ကြတာတွေ့ရပါတယ်။တရားခံတွေကိုကယ်ဆယ်ဖို့ ရဟယင်းနေနဲ့စစ်သားယာကြီးဆီလုခဲ့ရပြီးဘုံလုံးနေမနက်မှာခီးတဲ့တရားကြော်ကိုကဲဆယ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။တစားကန်ဖန်းစီခရမ်းမှုဟာ나이30ကျော်ကြာမြင့်ခဲ့ပါလိခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့တောင်ကိုရီးယားစစ်ဘက်စုံစမ်းရေးအဖွဲ့ကလေတပ်လေယာဉ်မှုနှုတ်ကိုမလ7ရက်နေ့မှာရာဇဝတ်မှုမြောက်တဲ့ပေါ်ဆောင်မှုနဲ့ဆွဲချက်တင်လိုက်တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ ဒီလင်းမှုတွေကပြီးခဲ့တဲ့ဘက်ကစီးရဲလိကျင်ကလုံနေစဉ်ရွာတရွာကိုမတော်ဆဘုံမကျဲမိလို့လူ29ဦးဒဏ်ရာရခဲ့ပြီးအဆောင်အုံတွေပါထိခိုက်ပျက်စီးခဲ့ပါတယ်။လင်းမှုတွေဟာလေရင်စနစ်ထဲကိုအော်ဒနိတ်အမှတ်တွေထည့်သွင်းရမှာမှားယွင်းခဲ့တာဟာမတော်ဆဘုံကျဲမှုရဲ့ဓာတ်ရအကြောင်းရင်းဖြစ်တယ်လို့ကာကွယ်ဝင်ကြီးဌာနရဲ့ရာဇဝတ်မှုစွန့်စမ်းစစ်ဆေးဌာနကထုတ်ပြန်ထားပါတယ်။လင်းမှုတွေကိုခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရစီတဲ့ရာဇဝတ်မှုမြောက်တဲ့ပေါ်ဆောင်မှုနဲ့ ဆွဲချက်တင်ခဲ့တာဖြစ်ပြီးဖြစ်ရတဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ကြီးစင်းတဲ့စစ်စင်ရေးလေးကျင်ကလုံနေစဉ်တိုက်လေရင်နှစင်းကနေပယ်တင်းစနစ်မပါတဲ့ဝင်ကနေမြေပြင်ပြစ်ဘုံရှစ်လုံးကိုကျဲချခဲ့ပြီးမြောက်ကိုရီးယားနေဇန်နီဖိုးချွမျိုးရွာတရာပေါ်ကြောက်ရောက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။နောက်တဲ့တပုတ်အနေနဲ့ဩစတြေးလျနိုင်ငံကအမျိုးသားတအုပ်ဟာနှလုံးစားထုတ်ဖို့စောင့်ဆိုင်းနေချိန်မှာတိုက်တေနီယံနှလုံးတုနဲ့ရက်တရာတိနေထိုင်ခဲ့ပြီး အဲ့ဒီနည်းပညာနဲ့အရှိအကြဆုံးနေထိုင်မှုဖြစ်ပါစံချိန်တင်ခံနိုင်ခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။အသက်40ဝန်းကျင်မိမဖော်တဲ့မျိုးသားဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကစစ်တနီကစိန်ဗင်းစင်စေယုံမှာခွဲစိတ်ပြီးတိုက်တယ်နီယံနှလုံးတူထဲခဲ့တာပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလမှာတော့အဲ့ဒီနှလုံးတူကြီးနဲ့ပဲစေယုံဆင်းနိုင်ခဲ့ပြီးဒါဟာကမ္ဘာပထမဆုံးလည်းဖြစ်ခဲ့ပါတယ်။ဒီလဆောပိုင်းမှာတော့နှလုံးလူရှင်မရခင်အချိန်ထိဒီနှလုံးအတုနဲ့ပဲရှင်သန်နေထိုင်ရတာဖြစ်ပါတယ်။ အခုကမှလည်းအဆိုပါမျိုးသားဟာနှလုံးအစားထိုးအပြည့်မှလည်းပြန်လဲကျမ်းမာလာပြီဖြစ်တယ်လို့စိတ်ဝင်စင်စေးယုံမိုးနက်စတက်တို့စက်တီထွင်တဲ့ Viber Corp ကုမ္ပဏီကထုတ်ပြန်ထားပါတယ်နှလုံးချွေရင်းတဲ့ Lunaria အစားထိုးဖို့နှလုံးမရသေးခင်မှာကာလရှိအသက်ဆက်ပေးနိုင်မှုအတွက်သာမကပဲနောက်ကျရင်ဒီနှလုံးတုနဲ့ပဲရေရှည်နေထိုင်သွားဖို့တည်မျှော်လင့်ထားတာလည်းဖြစ်ပါတယ်ဒီဇက်ကိုလက်ရှိမှာစမ်းသက်ဆဲဖြစ်ပြီးအများပြည်သူသုံးဆွဲဖို့ခွင့်ပြုချက်မရရှိသေးပါဘူး Viber Go ကုမ္ပဏီတည်ထောင်သူအော်စတြေးလျဇီဝအင်ဂျင်နီယာဒန်နီယယ်တမ်စ်ကဖခင်ဖြစ်သူနှလုံးရောဂါနဲ့တေဆုံးခဲ့ရပြီးအပြီးမှာဒီဆက်ကိုတည်ထွင်ခဲ့တာဖြစ်ပါတယ်။ Viber Go ရဲ့ Twitter Artificial ဟာဟာခနာကုန်တဲ့အဆုတ်ထဲကိုတွေးလို့ပြေးနိုင်ပြီးချွေရင်းနေတဲ့နှလုံးရဲ့သွေးပြန်ကန်းနှစ်ခုစလုံးနေရာကိုအစားထိုးပေးနိုင်ပါတယ်။နှလုံးသွေးကြောရောဟာကဘာမှာတေဆုံးစေတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ပြီးဒီရောဂါတွေကြောင့်နှစ်စဉ် လူ၁၈သန်းလောက်တည်ဆုံးနေရတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့အာဖရိကတိုက်တစ်ခုလုံးကိုပြေးခဲ့တဲ့ဗီဒင်လူစွန်စားတူဟာနောက်ထပ်စင်ကာပူတစ်ခုပြည့်နယူးဇီလန်နိုင်ငံတစ်ခုလုံးကိုပြေးဖို့ပြင်ဆင်နေတဲ့အကြောင်းကိုဖော်ပြပြလိုက်ပါတယ်အသက်28နှစ်အရွယ်ရှိရက်ကိုဟာ352ရက်ကြာခန္ဓာရည်ဆန်းသက်တဲ့စင်ကာပူတွေကိုပြီးခဲ့တဲ့ဧပြီလကပြင်းပြအောင်ဆောင်ရွက်နိုင်ခဲ့ပြီးတဲ့ နောက်ထပ်စင်ကုန်မှုတစ်ခုကိုဆက်လုပ်ဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံအရှေ့တောင်ပိုင်းမှာမွေးခဲ့တဲ့ record ဟာပုံမှန်မာရသွန်ထက်ပိုပြီးပြင်းထန်တဲ့ ultra marathon ကိုနယူးဇီလန်ရဲ့ Tierra Royal မှာ လုပ်ဖို့စီစဉ်ထားတာလည်းဖြစ်ပါတယ်။သူရဲ့အစီအစဉ်ထဲမှာတော့တောရီတောင်တွေတန်းနာကြောက်တန်းတွေနဲ့မြို့တွေကိုဖြတ်သန်းမှုတွေလည်းပေါဝင်တာတွေ့ရပါတယ်။ကွတ်တာဒီခီးစဉ်ကိုနယူးဇီလန်တောင်ပိုင်း ကျောင်းမှာရှိတဲ့လမ်းကွဲတနေရာကနေစတင်မှာဖြစ်ပြီးရက်60လောက်မြောက်ဘက်ကိုပြေးမှာဖြစ်ကကာဘီရီကာမှာအဆုံးသတ်မှာလည်းဖြစ်ပါတယ်။ဒါအပြင်ကိုဟာလာမဲ့70ဘက်အကျော်မှာတောင်ဆယ်လုံးကိုလည်းတက်ဖို့မျှော်လင့်ထားပါတယ်။အဲဒီစိန်ခေါ်မှုတွေအတွင်းကိုဟာအော့ဂလန်စစ်ကန်တရားပေါ်ကနေခြေတော့ကျိုးချီခုံချတဲ့ဘန်ဂီဂျမ်၊ကွင်းစတာတောင်းမှာလည်းတောင်ပေါ်ကနေကျိုးနဲ့အမြင့်ခုံတာနဲ့ အင်ဗတ်မန်မှာကောင်းကင်ဒိုင်မင်ထိုးတာတွေလည်းလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ကိုထာအာဖရိကတိုက်မှာပြေးတုံးကလှူဒန်းမှုအတွက်ပေါင်တသန်းကျော်ရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့ပူပါတယ်။အာဖရိကမှာပြေးတုံးကဗီဇာကိစ္စတွေကျန်းမာရေးစိုးရိမ်ရမှုနဲ့ဓမြတိုက်ခံရမှုစတဲ့အခက်အခဲတွေလည်းသူဟာကြုံတွေ့ခဲ့ရပါတယ်။ကိုကတော့အဲ့ဒီလိုစွန့်စားမှုတွေကိုသူ့ခန္ဓာကိုယ်က ခွင့်ပြုတဲ့အချိန်ထိဆက်ပြီးလှုပ်ဆောင်မယ်လို့ပြောကြားထားပါတယ်ခင်ဗျာ။